Hello November အနိုင်လေးနဲ့စလိုက်ရအောင်ဒီနေ့ဗီဒီယိုလေးကမြန်မာစံတော်ချိန်9:00နာရီခွဲမှာစော်ကစားသွားမဲ့ဘန်လီနဲ့အာဆင်နယ်တို့ရဲ့ပွဲကိုပွဲချုပ်ခံမှန်းပြုလုပ်ပြီးသားမဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်ခင်ဗျဒီနေ့ပွဲမှာအာဆင်နယ်ရဲ့ပေါက်ကြီးကနှလုံး90အနိုင်ဝင်းကျင်လောက်ရှိတယ်ဂိုးပေါင်းကြီးက3လုံး60အနိုင်ဟော်ရီဂျင်းရဲ့ဂိုးပေါင်းကြီးကိုရှင်ကြည့်မယ်ဆိုရင်ဘလောက်မှတော့မကွာဘူးလို့ပြောလို့ရတယ်ဗောလေနှလုံး90အနိုင်နဲ့3လုံး60အနိုင်ဖြစ်တာအကြောင်းမလို့ပေါက်ကြီးကိုကြည့်မယ်ဆိုရင်တော့ဒါဘန်လီကိုဂိုးမပေးထားဘူးဆိုတာသိတာတယ်ပေါက်ကြီးအရာကြည့်မယ်ဆိုရင် ာဆင်နယ်ခံစစ်ကဒီယာဒီမှာစောသမျှလီပေါင်းစုံလီကြီး၅ခုစလုံးမှာ ခဲစစ်ကပေးကိုအ ਨੇ ဆုံးအသိလို့ပြောလို့ရတယ်။အာဆင်နယ်ကဒီယာတီမှာဘူဆွဲဖို့အတွက်ချန်ပီယံဖြစ်ဖို့အတွက်အလားအလာအကောင်းဆုံးအဆင့်တက်မှာရပ်တည်နေတယ်။ချန်ပီယံလမ်းကြောင်းပေါ်ရောက်နေတယ်။အဆင့်တက်မှာရောက်နေရဆိုတော့ကြောင့်မလို့အာဆင်နယ်အနေနဲ့ဘယ်လိုပဲဖြစ်ဖြစ်ဒီလိုပွဲမျိုးမှာအနိုင်၃မှတ်ကိုရကိုရယူမှာပဲဗျ။ဒီနေ့ပွဲမှာထူးသားတော်တော်များများကအာဆင်နယ်ကိုကြိုက်ကြမယ်လို့ထင်တယ်။ဘာကြောင့်လဲဆိုတော့ပေါက်ကြီးကနှလုံး80အနိုင်ဆိုတော့တော့ကြောင့်မလို့နှစ်ကိုပြတ်ယုံနေနိုင်မယ်ဆိုတဲ့အနေထားမျိုးတိထားပါညီကူတို့အာဆင်နယ်အဝေးကွင်းဖြစ်နေတယ်ပြီးတော့ထူးသားတော်တော်များများကြိုက်နိုင်တယ်အာဆင်နယ်ကဒီအရင်လာမှာဆော့ခဲ့တဲ့ပွဲတွေဆိုရင်လည်းပေးကိုမရှိတဲ့ နဲ့လုံးဝအနိုင်နေရယူထားတာဆိုပြတော့ကြောင်းမလို့ထူတာတော်တော်များများကအာဆင်နယ်ကိုကြိုက်ရလိမ့်မယ်ဗျ။ကျွန်တော်ကတော့သတိထားစီခြင်းနဲ့အာဆင်နယ်ကိုအဲ့လောက်ကြီးဒီနေ့ညမှာကြိုက်မနေဘူး။ဘာကြောင့်လဲဆိုတော့ဝေးဝင်းဖြစ်နေတယ်။ပြီးတော့သူတို့တိုက်စစ်ဘိုင်းမှာအာတန်ရကစားသမားတွေများနေတယ်။အဓိကအဖြစ်တော့လဲစရာလူတိတ်မရှိဘူးလို့ပြောလို့ရတယ်။ပေါ်ထွက်လူစီရင်အခင်းချင်းကပုံမှန်တိုင်းပဲပေါ်ထွက်လိမ့်မယ်။သူတို့ရဲ့ဒီ first liner တွေအကုန်လုံးပါမယ်။ဒါပေမဲ့တရရောက်တာတန်ရရသွားမယ်။ပွဲပန်းတဲ့ဓာမျိုးခံရမယ်။ပွဲကြတဲ့အခါမှာတရရောက်တာခြေကျလာပြီဆိုရင်လဲဖို့အတွက်နောက်ထပ် first liner ကစားသမားမျိုးမရှိဘူးလို့ပြောလို့ရတယ်။ ဗန်လီဘက်ကိုကြည့်မယ်ဆိုရင်ဗန်လီကတရားဒီမှာအင်ကွင်းအဝေးကွင်းစွမ်းဆောင်ရည်ကကွာခြားတယ်လို့ပြောလို့ရတယ်။အင်ကွင်းဆိုရင်စွမ်းဆောင်ရည်ပို့ပြီးတော့ကောင်းနေတယ်။ဒီနေ့ဆောမယ့်ပွဲကသူတို့အင်ကွင်းမှာဆော့ရမှာအင်ကွင်းအားသာချက်ရှိတယ်။ဒီတစ်ပတ်သူတို့ရဲ့ကစားကွက်ကနောက်တန်း9ရောက်ပုံစံမျိုးနဲ့အာဆင်နယ်ကိုခံကန်ဖို့အတွက်ကြိုးစားလာမှာပဲ။ ဘန်လီဘက်ကကြည့်မယ်ဆိုရင်တော့ဒါတရေတမတ်ရယူနိုင်မယ်ဆိုရင်တော့မှသူတို့ကတော်တော်လေးကိုအဖိုးတန်နေပြီလို့ပြောလို့ရတယ်။ဒါကြောင့်မလို့သူတို့ကဒီနေ့အင်ကွင်းမှာလုံးဝချစ်ချစ်လေးလေးနဲ့ပိတ်ကစားလာမယ်ဆိုတဲ့အထားမျိုးကျွန်တော်ကတော့မြင်မိတယ်။ဘူပေါင်းကိုပြောရမယ်ဆိုရင်ဂိုးအောက်ကဖြစ်တဲ့ပွဲမျိုးပေါ့နော်။ဟာဂိုးပေါ်ကြိုက်မလားဂိုးအောက်ကြိုက်မလားဆိုတော့ဂိုးအောက်ကပို့ပြီးတော့ကြိုက်နေတက်ကြလိမ့်မယ်လို့ထင်တယ်။ဘာကြောင့်လဲဆိုတော့အာဆင်နယ်ရဲ့ခံစစ်ကအရှိတလလုံးမှလည်းဒါပေးကိုမရှိဘူး။အာသူစော့ကတဲ့ဂိုးပွဲဆယ်ပွဲလောက်ကိုပြန်ကြည့်လိုက်မယ်ဆိုရင်လည်းပေးကိုကတော်တော်လေးကိုရှားတယ်။ပေးကိုပေးရတဲ့ပွဲဆိုတာမျိုးကအဲ့တော့ဘန်လီလိုအနေထားမျိုးနဲ့အာဆင်နယ်ဒီလိုမျိုးခံစစ်ကောင်းတဲ့ပုံမျိုးနှစ်သ တင်းကြားမှာကွာခြားချက်ရှိနေပုံမျိုးနဲ့ပေါက်ကြီးရကြည့်မယ်ဆိုရင်လည်းဘော်ရီကြီးနဲ့ဂူမောင်ကြီးကတိတ်မကွာဘူးပေါက်ကြီးကလည်းဘန်လီကိုဂူမပေးထားဘူးဆိုတဲ့ကြောင့်မလို့တော်တော်များများကဂူအောက်ကြိုက်ကြလိမ့်မယ်ရွေးချယ်ဖို့အကောင်းဆုံးကလည်းကျွန်တော်ကိုယ်တိုင်မြင်တာကလည်းဂူအောက်လို့မြင်တယ်ဒါပေမဲ့ကျွန်တော်စိတ်ထဲမှာဒီနေ့ပွဲဘန်လီဂူရနိုင်တယ်ဂူရလိမ့်မယ်လို့ကျွန်တော်အဲ့လိုခံစားမိနေရပါလေပြီးတော့လေဒါ၃ခုလောက်ကိုသွားမယ်ပွဲလို့ကျွန်တော်ကတော့မြင်နေမိတယ်ကျွန်တော်စိတ်ထဲမှာဘန်လီတကူအာဆင်နယ်နှစ်ခု ဒါမှမဟုတ်လေဝဝနဲ့တည်ကြမလားဒီလိုမျိုးကျွန်တော်ခံစားမိနေတယ်ဒါကြောင့်မလို့ကျွန်တော်ခံစားချက်မကောင်းလို့ကိုပေါင်းကိုတော့ကျွန်တော်ရှောင်လိုက်မယ်ဖြစ်တဲ့ရွေးချယ်မှုကတော့ကိုဟုတ်ကတော့ဖြစ်တဲ့ရွေးချယ်မှုလို့ကျွန်တော်ကတော့ထင်တယ်ဒါပေမဲ့ကျွန်တော်ခံစားချက်မကောင်းဘူးဆိုတော့ကြောင့်မလို့ကိုဟုတ်ကိုတော့ရှောင်လိုက်မယ်ဘာရွေးမလဲဆိုတော့ပေါ်ရွေးပါမယ်ဒီနေ့ပွဲကျွန်တော်ကတော့ဘန်လီကိုနည်းနည်းလေးအားကိုးခြင်းနဲ့အထင်ကြီးခြင်းနဲ့အင်ကွင်းဖြစ်နေရကြအောင်မို့အင်ကွင်းမှာပိတ်ကံမယ်လုံးဝချစ်ချစ်လေးလေးနဲ့အာဆင်နယ်ကိုအခက်တွေ့ရအောင်ဆော့မယ်လို့ကျွန်တော်တို့ဒီနေ့အတွက်ခံမှန်းထားတယ်ဒါကြောင့်မလို့ဒီနေ့ပွဲမှာဘန်လီနဲ့အာဆင်နယ်ပွဲပွဲကြိုခံမှန်းမှာကျွန်တော်ကတော့ ဖန်လီကြိုက်ပါတယ်နှစ်ကူးအပြတ်မရှုံးဘူးလို့ကျွန်တော်ကတော့ခန့်စားရတယ်စင်းတစ်မှရောက်နေတဲ့အာဆင်နယ်ကိုထိုးသားတော်တော်များများကနှစ်ကူးလောက် AC ပြတ်မယ်ဆိုပြီးတော့လွယ်လွယ်ကူကူတွေးကြလိမ့်မယ်လို့ကျွန်တော်ကတော့ထင်နေညီကတို့သတိထားစေချင်တယ်ကျွန်တော်ကတော့ဘန်လီကိုကြိုက်တယ်ဒီနေ့ညအာဆင်နယ်တို့ခက်ခဲမဲ့ပွဲတစ်ပွဲဖြစ်မယ်လို့ကျွန်တော်ကတော့ခံမှန်းမိပါတယ်အဝေးကွင်းဖြစ်နေရအကြောင်းလည်းပါတယ်ဒါကတော့ကျွန်တော်အထင်မြင်ကိုတိဆက်ပေးခဲ့တာဖြစ်တယ်ညီကိုရဲ့အထင်မြင်ကိုလည်း comment မှာရေးသွားလို့ရတယ် comment မှာ Telegram channel link လေးလည်းခြားထားပေးမယ် Telegram channel တွေကိုလည်း join လုပ်လို့ရတယ်ဒီ video လေးကိုလည်း like comment share လေးပြုလုပ်ခဲ့ပြီးပို့မြင့်တာရက်ခန့်ချင်ပါတယ်ကျွန်တော်စီမှာ 1x နဲ့ပတ်သက်လို့အကောင့် print တာ unit အသွင်းထုတ်လုပ်တာတွေလုပ်လို့ရတယ်ကို့မှာအကောင့်ရှိပြီးသားဆိုလည်း unit အသွင်းထုတ်လာလုပ်လို့ရတယ်ဖွင့်ချင်တယ်ဆိုရင်လည်းဖွင့်လို့ရတယ်ကျွန်တော်လက်ရှိအခုပြထားတဲ့ telegram number သို့မဟုတ် fiber number ကိုလာခဲ့ပြီးပါကျွန်တော် 1x အတွက်ဒီ telegram number နဲ့ဒီ fiber number ကိုပဲအသုံးပြုပါတယ်ကျွန်တော် program လုပ်တာဆိုတဲ့အကြောင်းမလို့ညီကိုတွေတရားရခိုင်လို့စိတ်ချယုံကြည်လို့ရပါတယ်ဗျဒီနေ့နိုဝင်ဘာလ၁ရက်နေ့အတွက်ကတော့ ပွဲချုပ်ခံမှန်းတစ်ခုပဲရှိမယ်ဘော်ဒီပွဲချုပ်ခံမှန်းဘယ်လီနဲ့အာဆင်နယ်ဘော်ကိုခံမှန်းပေးခဲ့တယ်ပရီးနေညာဘယ်လီဘော်ဒီကြိုက်တယ်လို့ကျွန်တော်တင်ဆက်ပေးခဲ့ပါတယ်ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲညီကိုရီအားလုံးအဆင်ပြေပါစေကံကောင်းပါစေ good luck ပါဗျာ